အားလုံးမင်္ဂလာပါမနေ့ကကျွန်တော်တို့စက်ရုံမှာဖြစ်သွားတဲ့အကြောင်းလေးကိုကျွန်တော်လည်းပြပြပါမယ်အမနေ့ကကျွန်တော်တို့စက်ရုံမှာအမိုက်ပြတဲ့ကံထဲမှာမီးလောင်နေတော့အဲကျွန်တော်တို့အဖွဲမှာလုတ်တဲ့ညီလေးတယောက်ကသူ့တော်ပါတယ်အရင်ဆုံးမတွေ့ခင်အပေါ်ကရခိုင်ညီလေးကသူကအဲမီးညွန်နေရတယ်ဆိုပြီးတော့ကျွန်တော်တို့ဒုက္ခဆောင်သူကလာခေါ်တော့ပါတယ်အဲသူတို့နှစ်ယောက်အဲမီးညွန်နေ လိုက်ရှာနေရင်လည်းကျွန်တော်နဲ့အတူတူလုပ်နေတယ်ဒီမြင်းချန်သားရဲ့ပကူသားရဲ့ဘောနော်သူတို့နှစ်ယောက်ကကျွန်တော်အလုတ်သိတော့အဲအလုတ်အမိုက်ပေါပစ်တော့ဘောနော်အမိုက်ပေါပစ်တော့အခုနရှာနေတဲ့နှစ်ယောက်မိစောမတွေ့တော့သူတို့အဲမြင်းချန်သားရဲ့ဒီပကူသားရဲ့လိုက်ရှာကြည့်တော့မြင်းချန်သားကအဲအမိုက်ကန်ထဲကိုချောင်းရှိလိုက်တော့အမိုက်ကန်ထဲမှာမီးလောင်နေတယ်ဆိုပြီးတော့အဲအဲ့ဒီမှာတွေ့တော့ဗောနဲအဲ့ဒါကျွန်တော်တို့အဖွဲကပါတွေ့တော့တော့သူကအင်ဦးဆုံး သူတို့ကရေရှာတာပေါ့နော်အာရေအိမ်သားထဲကရေနဲ့ပဲလောင်းပါတယ်လောင်းတော့ပြီးကျွန်တော်လောက်ခေါ်ပါတယ်ကျွန်တော်ကထဲမှာကျွန်တော်ကတန့်ရှင်လုပ်နေတာပါနောက်ဆုံးအပြည့်တဲ့ချိန်လောက်ခေါ်အာမီလောင်းနေတယ်မီလောင်းနေဆိုပြီးတော့အာလောက်ခေါ်ပါတယ်အာလောက်ခေါ်တော့ကျွန်တော်လည်းအပြည့်ထွက်တော့အချားဖွဲအားနှစ်ယောက်လည်းရှိပါတယ်ကိုကြီးတယောက်ရယ်ညီလေးတယောက်ရယ်ပါအာအိမ်သားထဲကနေရေထုတ်ထုတ်ပြီးတော့ညီလေးကလည်းအထက်လူကြီးကိုအကြောင်းကြားကြောင်ကြောင်ပြီးတော့ကျွန်တော်တို့ကအဲဒီရေဘုံတွေနဲ့ဆွဲပေးပြီးတော့အဲဒီအမိုက်ကန်တွေကိုအဲရေသွားလောင်းပါတယ် ောင်းတော့အမီးကသူကညွန်နဲ့ထွက်နေတော့မှအမိုက်ကန်အကြီးပါပဲအဲညွန်နဲ့ထွက်နေတော့အဲ့တော့ခနာမီးကိုမီးစောက်ကိုရှော့အာမီးလောင်ရတော့တွေ့သွားတယ်ရင်းချန်သွားရဲ့အဒုခေါဆောင်ရဲ့ကအမိုက်ကန်တော့သူကဆင်းသွားပါတယ်မိခိုးတွေထွက်နေတာတော့သူတို့အမိုက်ကန်တော့ဆင်းသွားပါတယ်ဆင်းသွားတော့အမိုက်ကန်တော့သူကမိုက်ထုတ်လေးပေါ်ပြီးနေမိုက်ထုတ်လေးကိုမိုက်ထုတ်လေးကသူက plastic အိတ်တွေများပါတယ်အပိချောပိချောပိချောတော့မီဇာရှောင်းမတွေ့အဲနောက်ထပ်ထပ်ပိချော အဲတွေးတော့အဲတွေးတော့ပါလေနောက်ဆုံးတော့တွေးတော့သူကချစ်တော်ဖြူကြော်ထားတဲ့အိတ်ကသူကလောင်နေတာပါအော်မီလောင်ပေါ်မှာမှရန်ကုန်ကြီးတွေကလည်း gas gas အော်မမီတက်စီဘူးနဲ့အဲဆေးတွေပါလေဖြန်းအဲ့တော့မိုက်ထုတ်တော့အများကြီးပါပဲအဲ့တော့ကျွန်တော်လည်းကန်ထုတ်ဆင်းပြီးတော့ပူကြီးလိုက်ပါတယ်အာမနေ့ကကျွန်တော်တို့အဲ့ဒီလူတွေတက်ညီလက်ညီလှုပ်နေတာအရန်မိုက်ပါတယ်ကျွန်တော်တို့စက်ရုံပါအခုလိုအဲတော့လူကြီးထက်လူကြီးတောင်းမှမရှိပါဘူးအဲ့ဒီကိုအသီးနဲ့ကိုလှုပ်နေကြတာပါ အဲခေါင်းဆောင်တော့ဒုခေါင်းဆောင်ပါနီပေါ်လူမျိုးဒုခေါင်းဆောင်ပါသူတို့လုံးရန်ကုန်ကြီးတွေကလည်းပေါ်နေပြီးတော့သူကမိသက်စစ်ဘူးနဲ့ဖြန်းရေတဲတဲ့လူကတဲအဲပေါ်နေပြီးတော့မှပေါ်နေကြည့်တဲ့လူကပုံမြင်တော့မှတော့ဟုတ်ထုတ်ဒီထုတ်ဆိုကျွန်တော်တို့ကအောက်မှာကန်တော့နေတဲ့သုံးရောက်ဖယ်ထုတ်ဖက်ထုတ်နဲ့အာနောက်ဆုံးကျွန်တော်တို့အဲ့ဒီစက်တော်ဖြူအဲ့ခုနှစ်အိတ်ရှစ်အုပ်လောက်ထုတ်ကြီးတွေပြအဲ့ဒါအဲ့ဒါတွေအဲဖယ်ထုတ်ပြီးတော့အဆင်ပြေသွားပါတယ်ဒုခေါင်းဆောင်ရဲ့စိတ်ထားလေးတစ်ခုကိုကျွန်တော်တို့ပြောင်းမယ်အရင်ကောင်းပါလေ တော့ဘာပြောလဲဆိုတော့အဲတို့အချိန်ဘူနောက်ထပ်နိုင်ဝဲမရလဲဘာမှဖြစ်ဘူးနော်တို့က7နိုင်အချိန်ဘူတင်လိုက်ပြီပေါ့အဲနိုင်ဝဲကဘာမှဖြစ်ပါဘူးပေါ့နော်လောက်အပ်ပြီပေါ့ဘာဖြစ်လို့ဆိုတော့ကျွန်တော်ကုမ္ပဏီကြီးစေယုံကြီးရှိနေတာပို့ပြီးတော့အရေးကြီးတယ်ပေါ့နော်ကျွန်တော်ပတ်စံကစေယုံရှိနေရင်ဘယ်ချိန်ဖြစ်ဖြစ်ရှောက်လို့ရပါလဲအဲ့လိုပြောပါတယ်ကျွန်တော်အဲပခုံးလေးပုတ်ပြီးတော့စိတ်တယ် အဲချိန်ပုံလည်းပဲမရလို့ဘာမှဖြစ်ပေါ်ဘူးဆိုပြီးတော့အကြောင်းလေးကျွန်တော် message လေးပေးပါပါတယ်ကျွန်တော်လည်းဘာမှဖြစ်ပေါ်ဘူးအဲအဲ့တော့မနေ့ကအဲ့အားလုံးတင်းညင်လက်ညင်နဲ့ကျွန်တော်စက်ညုံကဟိုထန်းတွေလှုပ်လှုပ်ကြတာအဲ VPN တွေကိုကောက်ရသွားတာအရင်မိုက်ပါတယ်အဲအကြောင်းတွေတော့သူ့အကြောင်းနဲ့သူဖန်လာတာပါကျွန်တော်တို့အဖွဲ့ကမနေ့ကတကယ်ဆိုရင်အလုတ်ပြန်စောရင်ပုံမှန်ဆိုကျွန်တော်တို့က9နိုင်ခွဲ9နိုင်ပြန်နေကြပါပြန်စောရင်ဒီမီးကိုမီးစောက်မတွေ့ပါဘူး မတွေ့တော့ပါဘူးဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့ဖွဲမှာအမနေ့ကမော်တာပြတ်သွားပါလေမော်တာပြတ်သွားတော့အဲ့ဒီမော်တာကိုအဲ့ဒီအပြင်ကစစ်ပြင်းတဲ့အခွဲကပြင်နေရင်းနဲ့အဲနောက်ကျသွားတော့ပါနောက်ကျသွားတော့ကျွန်တော်တို့အခြေကအနောက်ရောက်သွားပြီးတော့အဲဆက်တနေမှပြန်ရမယ့်အခြေဖြစ်သွားပါလေဖြစ်သွားပါလေအဲ့တော့အဲ့ဒီဆန်နေခွဲမှာရခိုင်ညီလေးကမိညွန်းနှောင်းကိုရပြီးတော့ စံတိုင်း45မှာမိုက်တော့ပြည့်တဲ့ညီလျောက်ကအမိစောကိုရှာပြည့်တော့ပါအဲ့တော့ကျွန်တော်မနေ့က7နာရီ55ပြီးတော့အဲ့တက်စီဘာတွေခေါ်ပြီးတော့အိမ်ပြန်အိမ်ပြန်ရေမိုးချိုအရောက်တော့ရေမိုးချိုပြီးတော့7:45လောက်ဖြစ်တော့ပါတယ်အားလုံးပဲကောင်းမွန်တဲ့မနေ့ခင်းလေးဖြစ်ကြပါစေကျွန်တော်တော့စောင်းနိုးနေပါတယ်ကျွန်တော်အမြဲတမ်းလိုလိုစောင်းနိုးနေပါတယ်အားလုံးပဲမင်္ဂလာပါအားလုံးပဲကျွန်တော်ရဲ့ဗီဒီယိုလေးကိုကြည့်ပြီးတော့ကျေးဇူးများတင်ပါတယ်အာပြီးရင်ကျွန်တော်ရဲ့ account ကိုလည်း follow လုပ်ပေးလို့ကျေးဇူးများကြီးတင်ပါတယ်အားလုံးပဲမင်္ဂလာပါ